နိုင်ညက်ခံလိုက်ရတဲ့ကျမစပင်ရှိရဖြစ်စဉ်အလုံးမဲ့ခြင်းမမိအောင်ရဲ့စပင်ရှိရဆိုတာဘလောက်တမိုးရှိလဲဆိုတာကိုကိုတိုင်ထားဘူးတဲ့လူလည်းသိတာမဟုတ်လို့ခင်းခဲ့တယ်လို့ပြောတဲ့တယောက်ပေါ့နော်ခြင်းထဲတယ်လို့ပြောတဲ့တယောက်ဆိုင်ရခြင်းထဲတယ်ဆိုရအောင်ညမဘသူတွေဘာတွေခြင်းထဲနေလို့လဲအလုံးမဲမင်္ဂလာပါရီလေးရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့ဒီအမလိုမျိုးနော်သဘင်နှိုင်းညက်မခံလိုက်ရဖို့ဆိုပြီးတော့ပြပြလာတဲ့ video ပိုင်းလေးပဲဖြစ်ပါတယ်ညီမနဲ့တူတူကြည့်လိုက်အောင်နော် နိုင်ညံ့ခံလိုက်ရတဲ့ကျမစပင်ရှိရဖြစ်စဉ်လေးကိုဒီနေ့ဝေမျှပေးပဲเนาะအားလုံးပဲချင်းမမိအောင်ရဲ့စပင်ရှိရဆိုတာဘလောက်တောင်မရှိလဲဆိုတာကိုကိုယ်တိုင်ထားဘူးတဲ့လူလည်းသိတာမဟုတ်လို့ကျမပြန်ပြီးတော့ဝေမျှပေးလိုက်တော့မဟုတ်လို့ဗီဒီယိုဆုံးနေကြည့်ပေါ့เนาะအဲကျမအခုစပင်အညံ့ခံလိုက်ရပြီပေါ့เนาะဟိုထိပ်ပိုင်းလေးအဲထိပ်ပိုင်းညှက်လိုက်တော့အမကဒီလိုညှက်မှာလားဆိုတော့ဟုတ်တယ်အေးအဲ့ဆိုရှင်ကျမကလည်းရွာောက်ထိညှက်ဆိုโอเคအဲကောင်းပြီဆိုပြီးတော့အဲသူညှက်တယ် ညာရင်ထဲမှာတော့ဘာဖြစ်လဲဆိုတော့ကျမရဲ့စပင်ကိုဆတ်ချစ်တယ်ပေါ့နော်ဟဲ့ချစ်တော့အမစပင်ကဒီလိုကြီးချစ်မှညှက်မှာလားဆိုတော့ဟုတ်တယ်လေတဲ့ညမတဲ့ဟိုအမတို့လိုင်းမောင်အတွေ့ရဆိုလို့ပြောရှင်တဲ့အဲတိရမှာဗောတဲ့အမတို့ကတဲ့ဒီလိုမျိုးညှက်တာလားမဟုတ်ဘူးလေအမနဲ့ကျမနဲ့ပြောတော့နေရအောင်ညှက်မယ်ဆိုတော့အမစပင်ပုံကောင်းအောင်ညှက်ပြီးပါမယ်တေချာကြည့်ပေါ့နော်อืมဆိုပြီးတော့သူကညှက်လိုက်တယ်ဒါနဲ့ကျမကလည်းရှေ့ စိတ်ကအဲ့မှာကျမစပင်စညှန့်ခံလိုက်ရတယ်ကျမစိတ်မကောင်းတော့အဲ့ဒါနဲ့အော်ဘာမှအရှိရှိမဖြစ်ချင်တော့ဘူးမပြောချင်တော့ပါဘူးဆိုပြီးတော့ကဲညှက်တော့မရဆိုပြီးတော့ကျမလှုပ်ပေးလိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမကလည်းအတူညှက်ချင်နေရအတူညှက်ချင်နေရဆိုတော့သူပုတ်ကောင်းအောင်လုပ်ပြီးမှမှာဆိုပြီးတော့သူ့ကိုယုံကြည်လိုက်တယ် အဲအဲ့ဒါနဲ့သူညက်တာညက်တာညက်တာနှိုင်းညက်တယ်ကျမစပင်ကအုံထူကြီးပဲအတွင်းထဲတွေသူနှိုင်းညက်တယ်ဆိုလို့ရှိရင်အတွင်းထဲတွေထိပါသူကခါနေပြီးတော့ဥယျပြအရင်ထိဆိုလို့ရရှင်စပင်အရှိရတယ်အမကျမခါနေပြီးတော့မှခုံးလောက်ထိကိုတိုင်းနာအောင်တော့မှကျမရဲ့စပင်အရှိက32လမ်းမှရှိတယ်အဲ့32လားမအောင်ကျမတို့ကဈေးဖြတ်တယ်ပေါ့နော်ဈေးအဲကျမတို့ကျင်းတဲ့ဈေး သူ့ပေးနိုင်တဲ့စီးနဲ့ကျမဖြတ်လိုက်တယ်အဲအဲ့ဒါနဲ့ပဲကျမတို့ညှက်ဖြစ်တယ်ပြီးလည်းပြီးတော့ तू ကနှိုက်ညက်တော့နှိုက်ညက်တယ်ဆိုရင်တစည်းမဟုတ်ဘူးလားကျမတိလာတာလေဒါမှထားလိုက်ပါတော့ဆိုပြီးတော့ကျမအညက်ခံလိုက်တယ်ပေါ့နော်နှိုက်ညက်တယ်ဆိုလို့ရှင်သဘင်ကတော့ခါနေပြီးတော့မှခုတ်တိုင်းတာတော့30နှစ်ရှိတယ်ဆိုလို့ရှင်ခါကနေပြီးတော့မှဥယျာအရင်ထိ တိုင်းနေဆိုလို့ရှင်သဘင်အရှိရပို့ရှိမှာလေ အဲအဲ့ဒါနဲ့ကျွန်မညှက်ခံလိုက်ရလို့စိတ်မကောင်းဖြစ်နေတယ်မျက်နှာကြီးကဖူနေတယ်ပေါ့နော်ဘာမှလည်းမပြောချင်တော့ဘူးရှင်ထဲမှာလည်းအလုံးလိုက်တက်လိုက်အဲ့ဒါယောက်ျားဖြစ်တဲ့လူကရီစရာလေးတွေဘေးကနေပြောပြီးတော့ကျွန်မရီသွားပါတယ်ပြည်လည်းပြီးရောကျမစပင်ကီလေးထွက်လာတယ်ပေါ့နော်အလုံးမဲ့လှရလာပြောပြပါအောင်ဟုတ်တယ်နော်ဒီမှလည်းလိုတယ်နော်ဘာလို့လဲဆိုတော့သူ့စပင်ကိုရောင်းမယ်ဆိုရင်တော့မနော်စပင်မြက်တဲ့ဆိုင်မှာသွားပြီးတော့ ကိုကြိုက်တဲ့ပုံကိုညှက်ပြီးပိုတဲ့သပင်သွားရောင်းတာပို့အစဉ်ပြေနော်ဝဲတဲ့လူတိုင်းကနော်သပင်တွေအကုန်လုံးအဲ့လိုမျိုးနှိုက်ပြီးတော့မှဝဲကြတာနော်အဲ့လိုဘီးကြီးကြည့်ပြီးတော့မှဝဲတာနော်ဝဲတဲ့အမကလည်းပြောထားရနော် "तू ကဂျင်းမထဲ့ပါဘူးနှစ်ယောက်သားနားလည်မှုယူပြီးတော့မှညှက်တာပါ तू ကညှက်ဆိုလို့ညှက်တာနော် तू တပေါ်နဲ့ तू ညှက်တာမဟုတ်ဘူးဘယ်ဟာကိုဂျင်းမိတာလဲဆိုပြီးမေးထားတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်ညီမနဲ့တူဆက်ကြည့်လိုက်အောင်နော်အခုပေါ့နော်အခုညံကျူးကျူးပြောချင်တာကယူဆိုင်ရချင်းထဲ့တယ်လို့ပြောတဲ့တယောက်ပေါ့နော် ြင်းထဲတယ်လို့ပြောတဲ့တယောက်ညာယူမှောင်သွားလို့ဆက်မပြောတော့တာညီမဆိုင်ရဂျင်းထဲဆိုရအောင်ညီမဘသူတွေဘာတွေဂျင်းထဲနေလို့လဲကိုဘသားကိုရောင်းကျင်လို့လာပြီးတော့တယောက်နဲ့တယောက်ဈေးညှိပြီးတော့မှအဆင်ပြေလို့ရောင်းသွားတဲ့ဟာအိုးကိုချောင်ကိုဝတ်နဲ့ဗီဒီယိုတွေရိုက်ပြီးကြတော့မဟုတ်တော့ကြီးကသူများတကာကိုနာမည်ဖြတ်ချင်လို့ဒိုင်းမော်တွေကို6လ9လလောက်ကြာမှတင်း ဘာတွေတော့ဘာဘာဖြစ်နေရတော့ပွဲဖြစ်ချင်လာလားဘာလဲပွဲတွေဘာလဲဒီကျုပ်ကနားမလဲဘူးเนาะတိလဲမတိဘူးညီမညီမသပင်ညှက်တဲ့ပုံမျိုးလိုင်းပေါ်မှာတင်မယ်အဲအစင်ပြေတဲ့လူတွေညီမသပင်ညှက်တဲ့လက်ရာကိုကြိုက်လို့လာရောက်နေသူတွေညီမရှိမှလာရောက်ကြရတယ်ပေါ့เนาะဒါဟိုလှူချင်တန်းချင်တဲ့လူတွေလာရောက်နေငွေငွေလိုလို့ဟိုလာရောက်နေလူတွေလည်းရှိတယ်အဲ့လိုလာရောက်နေသူတွေပါပဲအမားတို့လည်းလိုင်းမောင်ကတွေ့လို့ညီမရှိကိုလာရောက်တာလေညီမလိုင်းမောင်မှလည်းဘီချင်းညက်တယ်ဆိုတာကိုညီမပြောပြီးတော့မှဝဲတာကိုဘသားကို ဘီးချင်းညက်တာကိုဟိုတဆွဲညက်ပြီးတော့အမကြီးဒီလိုတော့ဘီးချင်းညက်ကမယ်ဆိုပြီးတော့ညီမတို့ပြောညက်တာလေကိုလက်ခံနိုင်လို့ရောင်းပြီးသွားတော့မှသူများဆိုင်နေမယ်ကိုအပေါက်မချချင်ပါနဲ့ပြီးတော့အဲ့ဒီ comment ဟိုအဲ့ဒီ video ရဲ့အောက်မှာ comment မတဲ့လူတွေကိုလည်းပြောပါအောင်မယ်စပင်စပင်ဝယ်စားတဲ့သူတွေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့စပင်ဝယ်စားတဲ့သူတွေဆိုတော့ရှင်တို့ရောစပင်ညောင်းစားကြတော့ဦးလားရှင်တို့စပင်ညောင်းစားနေသူတွေကျမတို့စပင်ဝယ်တဲ့သူတွေကဝယ်ပေးရမှာပဲ ရှင်တို့ကလည်းသပင်ပေးသလိုကျမတို့ကလည်းသပင်ကိုပတ်စံပေးပြီးဝယ်ရတာတန်ရတန်ချင်းပေးပြီးဝယ်ရတာပေါ့နော်ဟိုအမားတို့လည်းအမားတို့သပင်ကိုတန်ရတန်ချင်းမရဘဲနဲ့မရောင်းပါဘူးညီမတို့ကလည်းတန်ရတန်ချင်းပေးပြီးညှက်ကြတာပါအဲ့ဒီမှာမှတချို့ဆိုင်နေရှိတယ်တန်ရတန်ချင်းမပေးဘဲနဲ့သပင်ကိုနှက်ယူလိုက်တဲ့ဆိုင်နေရှိတယ်အဲ့လိုဆိုင်နေရှိရဆိုလို့ရှိရင်အမားတို့အညှက်ခံရတဲ့ဆိုင်နေမှာသွားပြောပေါ့နော်ဟိုသူများတကာတင်တဲ့ဗီဒီယိုအောက်မှာညီမညီမဆိုင်မှာဖြစ်သွားတဲ့ဗီဒီယိုပေါ့နော်ညီမဆိုင်မှာဖြစ်သွားတဲ့ဗီဒီယိုကလည်းညီမပုံပြအောင်ညှက်လိုက်တဲ့ဗီဒီယိုလည်းမရှိပါဘူး အဲ့ဒါကိုဘာတွေကိုနဲ့မဆိုင်မဲနဲ့ဝင်ပြီးတော့ဟိုမန့်နေကြတာတော့သပင်ရောင်းနေဝယ်တယ်ဆိုတာလည်းရောင်းနေသူရှိတယ်လို့ဝယ်တဲ့လူကလည်းရှိတာသပင်ဝယ်တဲ့လူရှိနေသေးတယ်သပင်ရောင်းနေသူကလည်းရှိနေအောင်ပါပဲလေကိုချိုက်မှကိုရောင်းရတာပါသပင်ဝယ်တဲ့သူတွေကဟိုရှင်တို့သပင်ကိုရောင်းမှရောင်းမှညီမဆိုင်မှာတော့ညီမတစ်ခါမှရောင်းမှရောင်းမှပြောပြီးတော့ညီမတစ်ခါမှမဝယ်ခဲ့ဘူးအမတို့လိုလိုလားလားရောင်းမှညီမဝယ်ပေးတာ ဒါတော့မှပဲအဆင်မပြေတဲ့ခေါင်းတွေဆိုညီမမညက်ဘူးနော်ညီမကန်ဆယ်လုပ်လိုက်တယ်ဒီညက်ချင်တယ်ဆိုလို့ရှိရင်လည်းသမင်22လက်မှမင်းသိန်း30ဈေး26လက်မှဆိုလို့ရှိရင်သိန်း40ဈေး26လက်မှဆိုလို့ရှိရင်45သိန်းဈေးလက်မှ30 32လက်မှဆိုလို့ရှိရင်သိန်း90ဈေးအဲ့ဒီအထက်ဆိုလို့ရှိရင်60 90ညီမပေးပြီးတော့ပေါက်ဈေးပေးပြီးဝယ်ပေးတာဒီထက်ဘာရှင်းအောင်ပါလဲဒီထက်ရှင်းကြအဖြစ်မရှိတော့အမားတို့ကလက်မှအမှန်ပေးညီမဈေးမှန်ပေးပြီးဝယ်ပေးတယ်ဒီညက်ချင်တယ်ဆိုလို့ရှိရင်ညီမပြောတဲ့လက်မှတွေမင်းတိရောက်လို့ရတယ် အဲ့လိုမှမဟုတ်ဘူးကိုကပတ်စံလိုချင်နေဆိုလို့ရှိရင်တော့ဒီညက်ပြီးတော့ဘီးချစ်စေးလိုချင်နေဆိုရင်တော့ဘီးချစ်ရောင်းမှရမှာပေါ့အမရင်ဘီးချစ်ညက်ပြီးတော့ဒီစေးလိုချင်လို့တော့ဘယ်ရမလဲဟောဘီးချစ်စေးအားလဲနာပါတယ်ကျန်တဲ့သူတွေကိုနော်မနေ့နော်ဇပင်ဝယ်တဲ့အမပြောသွားနော်ဘာလို့လဲဆိုတော့အချင်းချင်းနားလည်မှုယူပြီးတော့မှလောက်တာနော်ကိုကဇွတ်ကြီးသူ့ဇပင်လောက်ခဲ့တာမဟုတ်ဘူးနော်ပြီးတော့ကိုကသူ့ညှက်ပြီးလိုက်တဲ့ပုံကလည်းလှပါတယ်အိုင်မတူညှက်ပြီးလိုက်တဲ့ပုံကလည်းတကယ်လှရတယ်နော်ကြီးလို့အဆင်ပြေတယ်နော် ါပေမဲ့အိုင်မာနော်၄၅၆လောက်လောက်ကြာမှနော်ဒီလိုမျိုးပြောတာကြတော့လည်းဆိုင်ရှင်တွေအတွက်မကောင်းတော့အစတည်းကသူမညက်ချင်ဘူးဆိုရင်မညက်ချင်ဘူးလို့ပြောလို့မိသေးတယ်ချင်းအရှိအဖျားလေးပဲရှိပြဆိုတော့နော်ဒါကြောင့်မလို့နောက်သပင်ညက်ပြီးရောင်းမဲ့တွေနဲ့လည်းဒီလိုမျိုးဖြစ်မှကြောက်လို့ရှိရင်နော်တခါတည်းသပင်ညက်ဆိုင်ကနေညက်ပြီးတော့ပိုရဲသပင်ကိုလာညာရောင်းတော့ဒီလိုဝယ်တဲ့လူစီမှာသွားပြီးတော့မလုပ်လိုက်နဲ့နော်ဒီမလိုတွေပြဿနာတွေဖြစ်ကုန်မှရှင်းမြမရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြမှာရှင်